ကတကြံ5ရဲ့နော်၄နည်းမှတကြံ5ရဲ့ကြဆိုတော့ဒီနည်းကတော့ပြက်ကဲမယ်ဟဲ့ဆယ်လမ်းဖြစ်နေပြီတကြံထွက်မလဲလို့ပြောလို့ပြောလို့မရတော့ဘူးဗောပြောလို့ရတော့တကြံထွက်လို့ရကြာဟာလာခဲ့တကြံ5ရဲ့ကြာရင်ဘာဥဖေးအများကြီးလိုမျိုးပဲကိုပိုင်မနဲ့တောက်တာကျွန်တော်ဒီကျမပြောထားကြပါဦးခုကစိုးလေးမှာစူမှာ ိုးလေးတစ်ချက်ကိုဝိုင်းပြနေကြရင်လည်းသူ့ရဲ့ဘာပဲတနေကုန်စုပြနေကြမှာလဲဒီသူရောက်စိုးအိမ်မှာပဲနေကြမှာဆိုတော့ဟုတ်ဟဲ့မနေ့ဆိုစီပို့ရေလောင်းတာဘာသဘောလဲအေးမနေ့ညဆိုးလေးဦးဖျက်ဖျက်ရေလောင်းတာပိုးမဟုတ်ဘူးကွာ ဆူလီနဲ့မိမိဟာချင်းချင်းငယ်စင်တူနေပါလားဘာငင်းလဲမမမတရားကိုတွေ့လိုက်လို့ဆန်နဲ့ဆောင်ဝင်လည်းပြေးပြီဆိုတော့ကောင်းမလေးထားခြင်းနဲ့ထားလို့ရတယ်ဆိုတဲ့ကြောင်းကိုရလာမဆိုရင်လေမမအချင်းဘလောက်ပဲဖြစ်ဖြစ်ဆောင်နေပါလေဒါနဲ့ညိုက်ပြန်ရောက်နေသိတယ်ညိုက်ပြန်ရောက်နေကြောက်ရင်လေးကငါတဘောကျရင်ဟောက်ဝဲပြီးတာ ာတမိုးထားတယ်မင်းတို့ယောက်ျားချင်းကြည့်တယ်ကြည့်တယ်ဘာမကြိုက်ဘူးရောကျွန်တော်ရဲ့အနေထားတစ်ခုကိုကျွန်တော်လေးလေးရရှက်နေရအခုကိုပြေးဆောင်ပါကျွန်တော်အနေထားကိုရှက်နေရတာဖက်ဆန်ရှာနိုင်နေပြီကိုပြီးမိဘကိုပြန်ခံပြောနေတာလားမင်းသမီးမတို့ဒီဖက်ဆန်ရှာနိုင်လို့လည်းမပြောပါဘူးသမီးမလည်းသမီးခံစားချက်နဲ့သမီးလည်းပဲတရားလည်းပြီးတရားတာကိုပြီးပြတာရှိနေတယ်ခင်ဗျာကိုကတော့လည်းအဲ့လိုပဲတွေးရမယ်ဝနာခင်ဗျာခင်ဗျာဘေးမလို့တော့ ဒါဆိုရင်ရိုင်းသွားပြီ။ပွဲတူကြောင့်တဖွဲ့လုံးရပြရပြီ။တက်ခဲဟုတ်။ကြည်သားပြက်မလားတော့သုံးရစီပြီ။တကြံအကြနေနေရ။ဆိုးရောကြည်သားတော့ပြက်မလားဘူးလေ။မင်းစီပိုင်းလေးကိုအဲ့ဒီဖျားယူထိုးပြီးတော့စိတ်ကောက်ပြီးတော့အိမ်မပြန်တာနှစ်ရက်ရှိပြီ။ဘိုးမရှိဘူး။မနေ့ကသူ့ငယ်ရေးမှာတွားကြတယ်ပြဿနာ။မနေ့ကမိုးလင်းနေတာဆိုပြီးဘယ်တော့သွားမှမသိဘူးကွာ။ကြံကြနေနေတာပျောက်ချင်းစီအိမ်ပြန်မအိတ်ကြတာပေါ့။ဘာလို့ပျောက်ကုန်တာလဲ။ဘာလို့လဲ။ဘာလို့လဲမသိဘူး။ခုအကုန်ရှိမနေရောလား။